ခေါင်းကကန်စတမ်ဘာတယောက်ကနေပြီးတော့ဒီသူ့ရဲ့ဆိုင်ကဝင်းခါရောင်းရဆိုင်ဆိုင်ကပေါ့နော်ဆိုတော့အဲ့ဆိုင်ကနေရောကျွန်တော်ကို logo design ကိုလာအားပေါ့ဗျာဆိုတော့အဲ့အနေပဲကျွန်တော်ဒီအဲ့မဝင်းခါကြီးကဘယ်ကနေရောစတင်ပေါ်ပေါက်ခဲ့ရလဲပေါ့ဆိုတော့ကျွန်တော်အဲ့ဒီအကြောင်းအရာကိုတော်တော်ရစဉ်းစားသွားခဲ့ဆိုတော့ကျွန်တော်မဝင်းခါကြောင့်ဝချက်လေးလောင်ကြည့်အောင်ဒီမဝင်းခါကိုပြောရတဲ့တိုင်မြန်မာရိုးရအစားစားကိုပဲပြည့်အောင်မြင်မြင်ကြရမယ်အခုဆိုရင်မဝင်းခါကိုမျိုးရွာနဲ့အသီးသီးမှာကို ကျွန်တော်တို့ဒီတကယ်ကိုကြိုင်နေတတ်ကြတာပေါ့နော်ကျွန်တော်တို့ဆိုရင်လည်းမနဲ့မိုးလင်းရတယ်မွင်းခါဆိုရင်တကယ်ကိုကြိုက်ကြတာပေါ့ဗျာအဘရဲဆိုတော့သူကဇင်းနွယ်သက်သားရဲ့ကျွန်တော်လူနန်းစားမရွေးစားတော့ရဆိုတော့သူကအဆင်ပြေပါတော့ဆိုတော့မွင်းခါကိုလူတော်များများကြိုက်ကြတယ်ဆိုတော့အဲ့မွင်းခါတွေကဘယ်ကနေပေါ်ခဲ့ရပေါ့ဆိုတော့အဲ့အကြောင်းကိုချက်ကြည့်အောင်ကျွန်တော်တို့ရဲ့ရှင်မြမာတမိုင်းရှောင်းမှာဒီမွင်းခါနဲ့ပတ်သက်ဒီ ယောက်စာပေစာတွေကိုကျွန်တော်လိုက်လိလကြည့်ရဗျာဒါပေမဲ့လို့တော့မတွေ့ဘူးအဲ့ဒါကြောင့်ကျွန်တော်ကဒီမွဲခါပေါ်ပေါ်လာခဲ့ခက်ကလာရဲ့ဇာတိကိုတိဖို့ကတတော်ရခဲ့ပြမယ်ကျွန်တော်အခုစသုံးနေကြတဲ့မွဲခါကိုအစောဆုံးအထောက်ထားနိုင်တဲ့တွေ့ရှိခဲ့နေရာကတော့ကျွန်တော်ပြန်ဒီကိုပေါင်ခက်ကစာဆုံးဥပုံညာပေါ့ကျွန်တော်စာဆုံးဥပုံညာကိုဆိုရင်ကျွန်တော်ရဲ့ကျောင်းစာရေမှာလည်းအမြန်တူကြရင်မယ်အဲ့ဒီစာဆုံးဥပုံညာရဲ့အလင်္ကာရဲ့ထပ်မှာမှာတစ်ခုဖြစ်ရဲ့ဒီအဲ့ဒီမှာဆိုရင်သူကမိုဟင်းကိုသွန်လို့ကြပါပေါ့ကျွန်တော်အထင်ပေါ်တော့အဲ့ခေကဆိုရင်ဒီမိုဟင်းခါကိုမိုဟင်းလို့ခေါ်ကြအဖြစ်မယ် ကိုပေါင်ခဲဒုတိယဘက်ကိုရောက်ရတဲ့အချိန်မှာတော့အဲ့ဘာကြီးတော်ဘရားလက်ထက်နဲ့ကိုပေါင်ရှေဘုံမင်းလက်ထက်မှာပေါ်ပေါက်ခဲ့ဘုဒ္ဓတော်ဦးမင်းပေါ့ဘုဒ္ဓတော်ဦးမင်းကိုတော့ကျွန်တော်ရဲ့ကျောင်းဆိုင်မှာအမြတ်မြင်ဖို့ကြားရမယ်အဲ့ဘုဒ္ဓတော်ဦးမင်းဆိုတာမှသူကကပြဆာဆိုပေါ့အဲ့ဒီဘုဒ္ဓတော်ဦးမင်းနဲ့ဆာဆိုဦးမင်းတို့ကသူကကပြကိုအပြိုက်ဆိုင်စကြပါဗျာဒီအဲ့ဒီခေတ်ကဆင်းပေါ့အဲ့ဒါကနေပြီးတော့ကျွန်တော်ရဲ့ဒီမိုဟင်းကနေပြီးတော့မုဒီဖြစ်သွားတာပေါ့ကိုပေါင်ခဲဒုတိယဘက်ကိုရောက်ရတဲ့အချိန်မှာအဲ့ဒီမိုဟင်းကနေပြီးတော့မုဒီပဲပြောင်းလဲခေါ်ဆိုကြပါဗျာအဲ့ခေတ်ကဆိုရင်တော့ ဲ့ဒါကကျွန်တော်တင်တော့ဒီကပြာစာဆိုရဲ့စမ်းတယ်မှုပေါ့နော်ကျောင်းရီဒီမှာယခုခေတ်ကိုကျောင်းရဲ့အချိန်မှာအဲ့မိုးဟင်းခေါကိုမုတ်ဒီဆိုပြီးတော့ဒီခွဲလွေကဒီသိရောမရှိကြဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအချိုးဒေတာနေမှာဆိုရင်တော့အဲ့မိုးဟင်းခေါကို မုတ်ဒီဆိုပြီးခေါ်ရင်ကြောက်တွေ့ရပေါ့ရခိုင်မုတ်ဒီဆိုတာကိုလည်းကြားဖို့ကြားရင်ပဲကျွန်တော်ဒီရခိုင်မုတ်ဒီမှာဆင်သူကသုံးမျိုးရှိရပေါ့ဒီအာဘူရှာဘူရဲ့ပြီးတော့ဒီရိုးရိုးရခိုင်မုတ်ဒီရဲ့ပြီးတော့သူကရခိုင်မုတ်ဒီအစိုးပေါ့ကျွန်တော်ဒီအဲ့သုံးမျိုးရှိကြပေါ့နော်ကျွန်တော်ဒီအချို့နိုင်ငံမှာဆိုရင်တော့ယနေ့ခြေဒီအဲ့မဝင်ခေါ်ကိုမုတ်မုတ်ဒီဆိုပြီးတော့ခေါ်ကြတွေ့ရပေါ့ဆိုတော့ကိုယ်စင်ကြကြကောင်းရဲ့အချက်ကတော့ကျွန်တော်ရဲ့ဒီ ပြူမျိုးဟောင်းတွေကိုတူဖို့ရင်းနေပေါ့အဲ့ဒီဆန်ရဲ့ပြူတို့ထားတဲ့ clear reservoir တွေကိုအများဆုံးတူဖို့ရရှိခဲ့ပါဘောနော်ဆန်ရဲ့ပြူတွေထားတဲ့ဒီမိုးရေပြီးတော့ဒီဝင်းခေါလိုမျိုးသူကဒီအတောက်လိုက်တွေကိုအများဆုံးကိုတူဖို့ရရှိခဲ့ပါဘောနော်ငါကိုစိတ်ဝင်စားစရာကောင်းတာကကျွန်တော်ရဲ့ဒီဝင်းခေါအကြောင်းကိုသိချားလေးသွေးနေတာပြူဖို့စူးစမ်းခဲ့တဲ့ဒီဒေါက်တာခင်မောင်ညောက်ပြောတာတခုရှိရပေါ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီ ရှိန်နံတွင်ဟင်းချက်နေမျိုးစုစင်ရင်ထက်မှာအဲ့မွင်ခအကြောင်းကမပါလာခဲ့ဘူးပေါ့အဲ့ဒီမွင်ခရဲ့ချဲ့ဖို့ချန်နေရဲ့ဒီအဲ့ရှင်းပြရပြအကြောင်းဒီအဲ့မွင်ခအကြောင်းကမရှိခဲ့ဘူးပေါ့နော်အဲ့ဒါကြောင့်သူပြောတာကမွင်ခဆိုတာကကျွန်တော်ရဲ့သမန်အရာသားစားစာလို့လို့ပဲသူက ပြောတာတွေ့ရတာပေါ့နောက်တစ်ခုရှိတာကကျွန်တော်ရဲ့ဒီအဲ့မွင်ခအကြောင်းကဘယ်သူမှအထုတ်ကယူပြူပြီးတော့လိုက်လေးလာလာမတွေ့ရဘူးပေါ့နော်ဆိုတော့ လိုက်ပြီးတော့ဒီရှာရှာခွေခွေလေးလာရလဲဆိုတော့ကျွန်တော်လိုမျိုးချောချောလေးတရုတ်ပဲရှိမှန်းထင်ပါတယ်မိတ်ဆွေတို့ရောအဲ့ဒီမွေးခါဆိုတာကဘလို့ဖြစ်ပေါ်လာလဲဆိုတော့သိရင်တော့ကျွန်တော်အချက်ဒီ comment မှာချက်မှတ်တော့ရပါတယ်ဆိုတော့ဒီလိုပါပဲဗျ